ရှင်ဒီသာသနာတော်နဲ့2560ခုလူလူဟောကောသာတက်ပြီး1389ခုဥတုဂိမန္တနွေဥတုနွေကာလရဲ့နောက်ဆုံးဘက်ကနေဖြစ်ပါတယ်။ဝိသေတို့ရာဇီတွေအလီလီနှစ်တွေအလီလီယူကနာတာတရားတွေပွားများအားထုတ်လာခဲ့တာအခုဆိုလို့ချင်းရင်ဒါ1389ခုရဲ့ နွေဦးတို့ကိုအကုန်ဆုံးပြီးတော့မိုးဦးတို့ကိုရောက်တော့ပဲပေါ့နော်အေးပြီးခဲ့တဲ့အပါကဟောခဲ့တဲ့တရားကတော့ပတ္တကမ္မသုတ်ကိုဟောခဲ့တယ်ဒါပေမဲ့အချိန်နည်းသွားတဲ့အတွက် ပတ္တကမ္မသုတ်ရဲ့နောက်ဆုံးနေရာလေးကိုဟောဖို့လိုကြံခဲ့တာပေါ့နော်ဒီပတ္တကမ္မသုတ်ကိုပြန်ပြီးတော့အနှစ်ချုပ်မယ်ဆိုလို့ရှိရင်ဘုရားတို့ လူသားတွေတောင်းတမြတ်နိုးတဲ့တရားကဘယ်နှမျိုးရှိတာလဲ၄မျိုးရှိတယ်เนาะအဲ့ဒီ၄မျိုးကတရားသဖြင့်ဥစ္စာတွေရရမယ်တရားသဖြင့်အကြံအရာအကျော်စောတွေပိုင်ဆိုင်ရမယ်နောက်ပြီးတော့ကြံကြံမာမာနဲ့အသက်ရှိမယ်အဲအဲ့ဒီသုံးပါးပြည့်တဲ့နောက်ဆုံးဓမ္မလုံးဘုရားမှာနိဗ္ဗာန်ရောက်ရမယ်တဲ့အဲ့ဒီဟာက ဒါလူတွေလူရှိတဲ့မျက်နှိုးတဲ့တရား၄ပါးပေါ့ဘူးလားဟုတ်တယ်လူတိုင်းဟာနော်စောစောကပြောတဲ့ဥစ္စာရဖို့အသက်ရှင်ဖို့အကျံရံနဲ့ကြော်စောဖို့နောက်ပြီးတော့နေရနိဗ္ဗာန်ရောက်ဖို့ဒါတွေပဲမွေးကြရနေပြီးတော့အစဉ်တစိုက်လေးလာစီဖို့ခဲ့ကြတာဟုတ်လားအေးအဲ့ဒီအကျိုးတရား၄ပါးအတွက် အကြောင်းတရားကလည်း၄မျိုးရှိတယ်လို့ဟောခဲ့တယ်။အဲ့ဒီတရားကမှကိုယ်တော်မဂ္ဂဒေဝဆရာတော်ကြီးရဲ့ဘုဒ္ဓဝါဒကံပိုက်230မရှိပညာဣလူရောနိုင်ကျမ်းသာနိတိတက်မရှိအောင်ဆိုတဲ့စောင်းပုံးနဲ့ဒီတုတ်တံကိုချင့်ကပ်ပြီးတော့ဟောခဲ့တာ။အခုဒီတုတ်တံရဲ့အဆုံးပိုင်းကိုပြောရမယ်ဆိုလို့ရှိရင်ပတ္တကံမတဲ့ပတ္တကံမ တ္တဇွာကဒါကျေဥ်ဇွာကာမပြုလို့ရမယ်အရာအဲ့ဒီလေးကလေးပါးကပါလေလေဆိုတော့ပြီးခဲ့တဲ့အပတ်ကလည်းအနည်းငယ်တော့ဟောခဲ့ပြီးပြီပေါ့နော်ဓမ္မအုပ်စုမိမိကျမ်းသာကျွယ်ဝနေတဲ့အတွက်မိမိရဲ့စိတ်ဥစ္စာတွေကဒီမှာမိဘဆွေမျိုးတွေကိုလုံကျွေးရမယ်မိဘဆွေမျိုးတွေလုံကျွေးမယ်နောက်ပြီးတော့မိမိရဲ့ ပိုင်ဆိုင်တဲ့ဥစ္စာတွေကိုမပြတ်မစီမလွင်လင့်အောင်လုံခြုံရေးကိုယ်တိုင်အသင်ခေါ်ပြီးတော့လုံခြုံအောင်ထိန်းသိမ်းရမယ်။နောက်ပြီးတော့ပဋိ၅မျိုးကိုပူဇော်ရမယ်။နောက်ပြီးတော့ယဟန်တန်ခါလေးကိုလူရရမယ်လို့ဒီသုတ်တန်ရဲ့နောက်ဆုံးလိုအပ်တဲ့ပဋ္ဌာကမ္မပေါ့နော်။အဲအဲ့ဒါကိုဦးဇင်းတို့ရဲ့မဂ္ဂဒေဝဆရာတော်ပြကြီးက ုတော်ဝါဒကမှာဘလိုလေးလင်္ကာလေးဆက်ထားသလဲဆိုတော့ဘာလို့ဘုဇုတို့ကုသိုလ်ကကိုပင်နှိမ့်စာမပြုရလဲသူများကုသိုလ်အဖို့ကိုမြခြင်းညိုသမှုခေါ်တာတို့ဖြင့်တေလူကာနိဒေလူနိစွာရောက်ပြီးခါတဲ့သမုဒ္ဒရာလည်းကျက်ပင်နေနဲ့မှာအသက်ချမ်းသာရာဘူးစွာဤလောကယမ ပစ္စည်းဥစ္စာယရနာရှင်ငွေတွေတိုက်နိုင်တက်နိုင်တဲ့ပုဂ္ဂိုလ်တွေကအလူဒါနတွေမပြုလို့ကြဘူးလားပြုလို့ကြတယ်ယခုမန္တလေးရဲ့ငလျင်ကာလမှာနော်အလူရှင်တွေအသီးသီးပေါ်လာတာမတွေ့ရဘူးလားတွေ့ရတယ်အဲ့လိုမျိုးသူများတို့တဲ့ဥစ္စာကိုကိုကတာလူခေါ်တတ်တယ်ဆိုလို့ရှိရင်တာလူခေါ်လိုက်မယ်ဆိုလို့ရှိရင်တော့နော် အသက်ဘေးကနေပြီးတော့လွတ်မြောက်နိုင်တယ်။ဒါမိမိရဲ့မိမိတို့ပြုလုပ်တဲ့ကုသိုလ်ဟုတ်သေးလားမဟုတ်ဘူး။သူများပြုလုပ်တဲ့ကုသိုလ်လေးကိုကိုကသာဓုခေါ်တတ်လို့ရှင်တော်မှာအသက်ဘေးကနေပါလွတ်နိုင်တယ်။လွတ်နိုင်တယ်တော့ဒါတော့ဦးဇင်းတို့ဒါပင်လေထဲမှာနှစ်နေတဲ့ပုဂ္ဂိုလ်တယောက်နောက်ဆုံးသူ သူများလူကိုသူတာတို့ခေါ်လို့မို့ဒါသူများတွေကဲတယ်ညခံရတဲ့အကြောင်းအရာကိုဒါမကတိဝါဆရာတော်ကြီးကလင်္ကာလေးဆက်တာလားဟုတ်လားကောင်းမှုလူတို့ကိုဘုရားကိုယ်နဲ့နှိမ့်ဆောင်မပြုရလဲသူများကိုယ်ကိုအဖို့ဘုရားအညီညွတ်မှုကိုသာတို့ဖြင့်ဒေဝနိစွာရောက်ပြီးကားလည်းသဘောတရားလည်းချက်ပင်လည်းနှက်မှာအသက်ချမ်းသာရဖို့စွာ၏ ဒါတော့သူများရဲ့ကုသိုလ်ကိုဝမ်းမြောက်မှုကိုသာလုခေါ်တတ်ဖို့နောက်ပြီးတော့စာလိတ္တနဲ့ပတ်သက်ပြီးတော့လေသီလနဲ့ပတ်သက်ပြီးတော့လေဟူစင်းတို့မကတိပါဆရာတော်ရဇေရနာဝိရတိဥမိနပြပြတန်းသောသာခြင်းစာလိတ္တဝါရိတ္တဟုသီလယရနာမြတ်တန်းသာတိတတဝကပိမေဇယေသာမပိုင်ကြဘူးလေးပါးမျိုးနဲ့ကြီးငယ်မစိုးရွယ်ပြိုးရွယ်ရည် တိုက်တင်၍ကောင်းခြင်းမဲဘူးမပြင်းတင်သို့တိုင်းတင်၍ကောင်းခြင်းဟုဖြင့်ကျေးဇူးချေသာကေမြမစရိယတိဆုံးမဖိတ်စုမြတ်စွာဘုရား၏ဝါရိတအညီမပြတ်မီတော်မေဇလီဥဘုဆောင်ကုန်လို့ဖြင့်မယုတ်အာဇူအခြင်းရောသည်ကောင်းကျိုးအလုံးတရားသည်ဦးဇင်းတော်လောကကြီးမှာအများစုအားလုံး ဝါရိတာသီလစာရိတာသီလသီလနှစ်ပါးရှိတဲ့အထဲမှာဝါရိတာသီလကိုတော့အလေးကယူပြုပြီးတော့စောင့်ထိန်ကြတယ်။ဒါပေမဲ့ဦးဇင်းတို့ဘာသာကြားပုံကိုယ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့ကဝါရိတာသီလလည်းလုံးတယ်။စာရိတာသီလလည်းသူတို့ကလုံးကြုံကြတယ်။ဟုတ်လား။အေးစာရိတာသီလဆိုတာဘယ်လိုဟောင်းပြောတယ်လဲဆိုတော့ဦးဇင်းတို့ လောကကြီးမှာလူကျင်ဝတ်တွေနိုင်ငံတိုင်းပြဋ္ဌာန်းမှာဒါပဲဟုတ်လားပြဋ္ဌာန်းထားတယ်နော်ဦးဇင်းတို့ဗဇကားစည်းတဲ့အခါမှာကြည့်ကြည့်လိုက်ပေါ့တချို့ကကိုမောင်းမမဲ့ရင်ကျော်ကလည်းမမောင်းသူများမောင်းမဲ့ရင်ကျော်ပေါ်ကိုကိုလိုကန်လန်းလုပ်ပြီးတော့မောင်းတဲ့အခါဒါတွေကစာရိတ္တသီလမရှိတဲ့ပုဂ္ဂိုလ်ရဲ့အချင်းဟုတ်လားအေးဒါရင်စည်းကနဲ့ပတ်သက်ပြီးတော့ ဒါစာရိတ္တခြုံရင်းတဲ့လူတွေမတွေ့ရဘူးလားတွေ့ရတယ်အဲ့လိုပဲဦးဇင်းတို့နေရာတနေရာကိုသွားလိုက်ပေါ့တချို့ကเนาะသူများတဲ့နိုင်တဲ့စင်နေမပြုတ်လို့ကြဘူးလားပြုတ်လို့ကြတယ်ကိုယ်ဥစားမဟုတ်တဲ့ဥစ္စာကိုဟုတ်လားအဲတချို့ကတော့ပိုင်စုပ်ပိုင်နဲ့လုပ်ပြီးတော့ဒါလူကျော်ဟိုဘယ်လိုပြောအောင်ဟိုပါပေါ့လူတွင်ကျေလုတ်ကျင်ကြတာပေါ့เนาะ ။ဟေးအဲ့ဒါတွေကစာလိုက်တာကောင်းတဲ့လူတွေရဲ့လုံးရလား။စာလိုက်တာမကောင်းတဲ့လူတွေရဲ့လုံးရလား။စာလိုက်တာမကောင်းတဲ့လူတွေရဲ့လုံးရ။ဒါကြောင့်မို့လို့ဦးဇေနမကဒီမှာစာရအောင်လို့ရ။ဇေနဝိတ္တိဥရုဏပြာပြာဒံသောသာကျင့်စာလိုက်တာဝါရိတဟူသီလရတနာမြတ်တသာသည်တထဝကပင်မင်းစည်ရတာမပိုင်ကြဘူးတဲ့ဦးဇင်းတို့ ဒီစာရိတ္တလို့စာရိတ္တဆိုတာကမဲရလဲမဲရအချမ်းရအကျော်စောနဲ့ဒါတိုင်းသားလဲလဲတဲ့အခါမှာသူ့ရဲ့ခြံရရမယ်အကျင့်အတိုင်းကျင့်ကြံရမယ်ဘေကံမယ်သူရှိရင်ဘေကံမယ်အဲအဲ့လိုပဲမှားနေတဲ့လမ်းမှားနေတဲ့သူတွေ့လို့ရှိရင်လည်းကိုယ့်ရဲ့အကျင့်စာရိတ္တနဲ့မလိုရပါနဲ့လမ်းညွန်ပေးရမယ် အဲ့လိုမျိုးအကျင့်စာရိတ္တချွတ်ချော်နေတဲ့လူငယ်တွေကိုမိမိတို့လူကြီးတွေကသူတို့ရဲ့စာရိတ္တလေးဖြောင်းမှန်မှန်ကန်ကြွားအောင်နော်နန်းညုံပေးဖို့လည်းမလိုဘူးလားလူတွေအေးဒါပေမဲ့လောကကြီးကလူကြီးတွေရဲ့အဆုံးအမသွန်သင်မှုတွေဟာတစ်ပြေးတစ်ပြေးနည်းပါလာတဲ့အခါမှာလူငယ်တွေရဲ့အကျင့်စာရိတ္တတွေဟာလည်းတည့်ရတဲ့တည့်ရတဲ့နေ့တဲ့နေ့ဘာဖြစ်လာလဲပို့ပြီးတော့ပြည့်စည်လာတယ်ဟုတ်လား ေအဲ့လိုပဲကိုယ်တည်းကြီးတဲ့ပုံကိုယ်တွေသူတို့စာလိုက်တာတွေချွတ်ကျော်နေတယ်ဆိုလို့ရှိရင်လည်းကိုကဘာလို့ရမှာလဲသူတို့မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင်ဘာလို့ပြရမှာလဲတက်မဲ့ပြရမယ်အဲ့လိုတက်မဲ့ပြမယ်ဆိုလို့ရှိရင်ဦးစင်းတို့လူသားကဘာကြီးကဘာပြတ်သွားမှာလဲပိုပြီးတော့နေခြင်းပွဲမကောင်းလာဘူးလားကောင်းလာတယ်ဒုရကရကမတွေကိုယ့်ရဲ့အိမ်ကြီးဝန်းကျင်ကိုကြည့်ကြည့်လိုက်ပေါ့ ကျိုးသောပုဂ္ဂိုလ်တွေကနော်ယုဒ္ဓအနတ္တတွေပြောပြီးတော့ဒါကိုယ့်ရဲ့ပဝန်းကျင်ကိုညဉ့်ညံ့အောင်မကြည့်လို့ကြဘူးလားအဲအဲ့လိုပြုလုပ်တဲ့အခါမှာမိမိရဲ့ပဝန်းကျင်ဟာရောစိတ်ချမ်းသာမှုရရလားအဲအဲ့လိုစိတ်ချမ်းသာမှုမရတဲ့အခါဒီပတ်စောစောကပြောတဲ့ဒီအတတ်ရှိဖို့ဥစ္စာရဖို့နှက်ပြရဖို့အတွက်အထောက်အပံ့ဖြစ်နိုင်ရလား မမြင်နိုင်ဘူးเนาะပဝင်ကျင်ရမကောင်းတဲ့အခါမှာဘုရားဒရာတရားရည်နဲ့ကြော်နေမလာနိုင်ဘူးလားကြော်နေလာနိုင်တယ်အဲ့လိုပဲဒရာတရားတွေယုံနေလာလို့သီလတရားတွေအားလည်းကျိုးပေါက်ဖို့လွယ်မသွားပဲဟုတ်လားလွယ်သွားတယ်အဲ့လိုဒရာတွေသီလတွေမပြည့်စုံမှာပဲတရားတွေဦးစင်းတို့တရားကမှနေစွန်ကျဲဖို့ဆိုတဲ့စာကကိုပြုလို့ဖြစ်နိုင်ပါသေးရဲ့လား မပြတ်နိုင်တော့ဘူးအဲ့လိုသရာတိရစာကတွေမရှိတဲ့နောက်မှာတော့ဦးဇင်းတို့လောဘတွေနဲ့အောင်ဒေါသတွေနဲ့အောင်ထိနာမိတာတွေနဲ့အောင်ဩဒိစ္စကိုကုစတွေနဲ့အောင်ဒီပညာဆိုတဲ့တရားကိုရောဒုက္ခရကမာတွေစီးဘူးကိုလွယ်ပါဗလားမလွယ်တော့ဘူးအဲလောကကြီးอ่ะเนาะသရာတိရစာကပညာတွေ တပြည့်တပြည့်နဲ့နေပါနေပါလာတဲ့အတွက်နော်ဦးဇင်းတို့မြန်မာနိုင်ငံကြီးရဲ့လောလောဆယ်အခြေအနေကိုကြည့်ကြည့်လိုက်ပေါ့ဟုတ်လားအေးလူကြီးတွေကတော့ပြောကြတယ်ငါတို့ငယ်တုန်းကတော့ဘယ်သူကဘလို့ဘယ်နေရာမှာသွားရင်ဘလို့ပြည့်စုံတာဘယ်နေရာမှာသွားလို့ချင်းဘလို့သုံးဆွဲရတာလို့စသဖြင့်စသဖြင့်ဂျင်နစ်ကလောကကြီးနဲ့ချင်းချင်းပြီးတော့မပြောကြဘူးလားပြောကြတယ်ဒါယောဂုတ္တရိ တိုးတက်လာမှုတွေရှိပေမဲ့လည်းလူတွေရဲ့เนาะဒီ cycle လို့ခေါ်တဲ့လူတွေရဲ့စိတ်တရားရောပြောင်းလဲမှုတွေဖြစ်မသွားဘူးလားဖြစ်သွားတယ်เนาะအဲအဲ့ဒါသိလို့မို့ဓမ္မကတွေဟာဆရာတော်ဘုရားကြီးဟာဒီစာရိတ္တဝါရိတ္တတရားအကြောင်းဒီအရေကမဲရောပြည်သူတွေရောအကုန်လုံးကြင့်ကြရမယ်ညာတဲ့เนาะ အဲလိုဒုရဂာကမတွေကဒီပတ္တကာမလို့ခေါ်တဲ့ကိုယ်မှာစည်းစိမ်ဥစ္စာတွေကျွဲဝလာပြီဆိုလို့ရှင်ဗြဟ္မာဥဆုံးမိမိရဲ့ဆွေမျိုးသားချင်းဆရာသမားတွေကိုထောက်ပံ့ပေးကမ်းမယ်။နောက်ပြီးတော့မိမိတို့စည်းစိမ်ဥစ္စာတွေမှသည်နိဗ္ဗာန်နိဗ္ဗာန်ရဖို့အတွက်တမနာပြမနာတွေပူတော်မယ်။နောက်ပြီးတော့ဗလိ၅ပါးလို့ခေါ်တဲ့နော် ဗလိ၅ပါးကိုမိမိတို့ပေးကမ်းလူတော်ပတ်တာမယ်ဆိုလို့ရှိရင်မိမိတို့ကနောက်တစ်ချိန်မှာနော်အလိုရှိတဲ့တောင်းတတဲ့ဘုနိဗ္ဗာန်နဲ့ဝေးသေးရလားမဝေးတော့ဘူးဒါတွေကဘာကြောင့်လဲဆိုလို့ရှိရင်အကုန်လုံးကတော့ဒီကိုကျဲစာပြားကနေပြီးတော့သွားတဲ့ဟာတွေကြီးတယ်ပဲဟုတ်လားအေးဒီကတော့ဒီပတ္တကာမဆိုတာကတော့ တယောက်နဲ့တယောက်စာနာနားလည်မှုရှိဖို့ပဲဟုတ်လားအဲအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဦးဇင်းတို့လောကကြီးကတစ်ပြေးတစ်ပြေးနဲ့ပြတ်စည်းပြီးတော့မသွားနိုင်ဘူးလားသွားနိုင်တယ်ဒါတွေသိတဲ့အတွက်မြတ်စွာဘုရားရဲ့ကိုရောမြတ်ကြီးကအနာတမင်တည်းကိုပတ္တကာမလို့ခေါ်တဲ့ဒီအင်မတန်မှအရေးကြီးတဲ့တရားတွေကိုမတို့လူသားတွေကပြုလို့ရမယ်တဲ့နော်အဲပြီးခဲ့တဲ့ဘက်ကလည်းဦးဇင်းတို့ဗလိနဲ့ပတ်သက်ပြီးတော့ ဒါအကျေတဝဲဟောခဲ့ပြီပေါ့နော်ဒါပလိယ၅မြား၅ခု၅မျိုး၅ပါးရှိတယ်ဒီဘက်ကမှာဆိုလို့ရှိရင်လူတွေကကိုယ်တန်ရာတန်ရာပလိကိုပဲလုံးကြတာဟုတ်လားအမှန်တော့အဲ့ဒီပလိ၅ပါးလုံးကိုဒါလျော်ညီစွာလုပ်ဖို့မလိုဘူးလားလူတွေနော်ညာတိပလိဆွေမျိုးတွေကိုတောက်ပံ့ရအောင် င်မျိုးတွေကိုတောက်ပနဲ့ဆိုတဲ့နေရာမှာဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသင်္ကာလောဝါရတုတ်မှာတော့ဒါဇနီးမောင်နှံနှစ်ယောက်ရှိတယ်ဆိုလို့ရှိရင်တဲ့ဒါမိမိတို့မှတ်သားဖို့နော်ဒီတုတ်မှာတော့မြတ်စွာဘုရားမောခဲ့ဘူးဒါမှသင်္ကာလောဝါရတုတ်မှာဇနီးမောင်နှံနေတို့ဟောခဲ့တာမိမိတို့ဇနီးမောင်နှံနှစ်ယောက်မှာဒင်ဘက်ကလည်းတော်တဲ့မျိုးတွေရှိမယ်မရဘက်ကလည်းတော်တဲ့မျိုးတွေရှိမ လင်ဘက်ရောမရဘက်ရောမြမြတာတာပေးဖို့လိုတာလည်းအရေးကြီးတယ်။အဲဒါလို့ပေးမှသာလဲညာတိပလိဆွေမျိုးတွေထောက်ပံ့မှုရှိမှဆွေမျိုးတွေကလည်းကိုယ့်ရဲ့အကူအညီအခက်အခဲကိုမလုပ်ပါနဲ့။အေးသူတို့ကပြည်လည်အောင်ပြင်ရှင်းပေးမှာ။နောက်ပြီးတော့အတ္တတိပလိနဲ့အတ္တတိပလိဆိုတာကအဲ့ဒီအာဃာဏုတွေကိုလူရန်ပေးကံဆောင်ရွက်ရမယ်။နော်။ အေပလိနတ်သာပူဇော်ရဲဆိုတာကဒါပလိဆိုတာကအဲစောစောကပြောတယ်ပလိနတ်သာနတ်တွေပူဇော်တာမဟုတ်ဘူးဗျာဟုတ်လားနော်ဆွေမျိုးတွေအာဃာနုတွေနောက်ပြီးတော့ယာဇပလိတဲ့ယာဇပလိဆိုတာကတော့ဒီဘက်ကမှာဆိုလို့ရှင်ပူတော်အရေးကြီးတာပေါ့နော်ခေတ်ကပြတ်နေရဆိုတော့ဘေဒအာဂုလိုအာဂဝမသိဟုတ်လားအေးအဲ့ဒီကိုယ်ပေါ်ငိုတာတဲ့ဓာတ်ကိုလည်း ဟိုပူဇော်ပတ်သားရမယ်အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်အဲ့ဒါကိုခုတ်သွားမှာအေးနောက်ပြီးတော့ဥစဉ်တို့ပုဗ္ဗဗေဒဂတိပုဗ္ဗဗေဒပလိပုဗ္ဗဗေဒပလိဆိုတာကတော့ဆွေမျိုးတော်ဆက်ခဲ့ဘူးတဲ့เนาะမကြုံမလို့ဘူးသေးသေးဒီအဆွေမျိုးတွေပေါ့ဥစဉ်တို့ဘယ်မြတ်တော်မင်းကြီးဟာဆိုလို့ရှိရင်အိမ်မတ်မတ်တဲ့တဲ့သူအိမ်မတ်တဲ့မှာ သူရဲ့ဘွားဘောင်းမြတ်စွာကတော်ဆက်ခဲ့တဲ့ဆွေမျိုးတွေဟာသူ့ကိုအမြပေးမုံအမြပေးဝေဖို့မေ့လျော့တဲ့အတွက်အိမ်မပေးတာတဲ့တို့ကလည်းကာမတွေထဲမှာလည်းရှိဘူးပါလေလွန်ခဲ့တဲ့ကာလများကကွယ်လွန်သွားတဲ့မိမိရဲ့ဆွေမျိုးသားချင်းတငယ်ချင်းမိတ်ဆွေတွေကငါတော့ဘယ်နှမှာနေနေရလဲငါတို့ကအောက်မူလေးပြုပါလို့တချို့အဲ့လိုအိမ်မက်တွေတောင်ပေးတာမကြည့်ကြဘူးလားရှိတယ်အေးဒါတွေကဒါပုပ္ပဗေဒဂတိ ွေမျိုးတွေကိုယေຊုပြီးတော့ယခုလိုဝါသုကာလမှာဆိုလို့ချင်းရဲ့သူတို့ကိုယေຊုပြီးတော့ဗာလေကဲ့ရပါလေဝါသုသင်္ကန်းနေကဲ့ရမယ်နောက်ပြီးတော့တချို့ဆွေမျိုးတွေပွေလုံးပြီးတဲ့အခါမှာနေဖို့တိုင်ကိုခတ်ခဲ့တဲ့အခါမှာဒါသူတို့လူရန်သေးလို့တဲ့ចောင်းအလူတွေကိုလည်းမလုပ်ပေးရမှာလေလူရန်ပေးရမယ်စွန်းအလူတွေလည်းလူရန်ပေးရမယ်အဲ့ဒါလိုလူရမ်းမယ်ဆိုလို့ချင်း ွယ်လွန်သွားပြီဖြစ်တဲ့မိမိရဲ့ဆွေမျိုးပေါ့ပေါ်တရားလည်းမိမိတို့တမလွန်ကနေပြီးတော့ပြန်ပြီးတော့ကျေးဇူးမပြုနိုင်ဘူးလားပြုနိုင်တယ်ဟုတ်လားနော်ဦးဇင်းတို့ပြိဋ္ဌာဝတ္တမဇ္ဈာဆိုလို့ရှိရင်ဒီပုပ္ပဗေဒပလိနဲ့ပတ်သက်ပြီးတော့ဒါနတ်တရားတော်တော်ချစ်တယ်လို့လည်းဒါဦးဇင်းတို့ကြံ့ကြံ့နေမှာကြားဘူးတာပေါ့နော်ဒါဦးဦးဇင်းတို့ယောဂီတွေလည်းဒီပြိဋ္ဌာဝတ္တမတရားအကြောင်းကို ဒါရှားဖွေပြီးတော့လေ့လာကြည့်ပေါ့ဟုတ်လားနောက်ပြီးတော့ဒေဝတာပလီတဲ့ဒေဝတာပလီဆိုတာဥစဉ်တော့ဒီဘက်ကမှာဆိုလို့ရှိရင်တော့ဒါယုတ်ကဇိုးနဲ့တူပူဇော်တာပေါ့နော်အဲဒီလိုပဲမြဲမမြဲနဲ့အလုံးစုံသောရဲ့မျက်နှာမှာရှိတဲ့တောဆောင်နဲ့တောင်ဆောင်နဲ့အိမ်ဆောင်နဲ့နော်ကိုဆောင်နဲ့ကအစပြာပြီးတော့ယမမင်းတရားမင်းပူဇော်လို့လည်းမရဘူးလားရတယ်ဒါဥစဉ်တော့ ဒီဒေဝတာပလိနဲ့ပတ်သက်ပြီးတော့ဘဝတုတာလေးပေါ့နော်အဲဦးဇင်းတို့မဟာကန္နယုံဆရာတော်ဗျာကြီးဒီအခုတောင်မြုတ်ကန္နယုံကိုပြောင်းရွှေ့ပြီးတော့သတင်းသုံးတဲ့အခါမှာသူเจ้าမှာနေတဲ့ကိုရင်လေးတစ်ပါးကနော်စွန့်ငံပြန်တဲ့အခါမှာပုံလေးပဲလေးတရားလေးထင်ရတဲ့တွေကိုအဲ့တစ်ပင်တစ်ခုမှာသွားသွားပြီးတော့သူကအဲစောစောပြောသလိုစားပါတော့ပါဆိုပြီးတော့ဒီ သစ်မင်းသောမနက်ကိုကျွေးတာပေါ့နောက်ရအဲ့ဒီကိုရင်ကသတိမေးလျော့ပြီးတော့အဲ့ဒီအပင်ကဟိုဟာကိုရုပ်ကသောနတ်ကိုမကျွေးမိတဲ့အခါမှာကိုရင်မှာမနာမကျန်းဖြစ်တယ်မနာမကျန်းဖြစ်တဲ့အခါမှာဒီဆရာတော်ကြီးကမေးတာပေါ့မင်းဖြားနေရလဲကြာပြီဘာကြောင့်ဒီလိုဖြားနေတာလဲရင်ကဖြားဘူးသလားပြီးတော့မဖြားဘူးပေါ့မင်း ဒီကြောင့်မှမင်းဘာတွေလောက်တာလဲလို့မေးတဲ့အခါမှာကိုရင်ကဒီတစ်ပင်မှာတော့တပိတော်ဒေဝတာပလိအင်းနဲ့ဒီယုတ်ကသောနတ်ကိုအမြဲတမ်းကျွေးမိပါလေဟိုတပိတော်မကျွေးမိတဲ့အတွက်အခုလိုပြားပါတယ်လို့ပြောတဲ့အခါမှာဒါအကုန်လုံးကမေတ္တာပို့သလိုက်တဲ့အခါအိုက်ကိုရင်ပြန်ပြီးတော့အပြားပြောက်သွားတယ်ဒါဒီဘက်ကမှာဒေဝတာပလိနဲ့ပတ်သက်ပြီးတော့မှတ်သားပြန်နော်အေကိုကတော့ပုံမှန်အနေနဲ့ အမှုမှန်မှန်မှန်ဒီယုတ်ကဆိုးစားပါတော့ပါလို့အဲပူဇော်ပတ်တာပဲဒါပေမဲ့ကိုကဝတ်ပြတ်သွားပြီဆိုလို့ရှိရင်အဲ့ဒီယုတ်ကဆိုးကကိုကိုဒုက္ခမပေးနိုင်ဘူးလားပေးနိုင်တယ်ဒါဥသိန်းတို့ဒါသာသနာမှာဒါအထင်ရှားသမိုင်းမှန်တယ်ရှိခဲ့ဘူးလေเนาะအမှန်တော့ဒေဝတာပလိဆိုတာကကိုကအဲ့ဒီစောစောပြောသလိုပစ္စည်းဓာတ်ပဝုဒ္ဓရင်းနဲ့ပါမဟုတ်ပါဘူးကိုတက်နိုင်ရင် ကိုဘုရားရှိခိုးတဲ့အခါမှာလည်းဒီနတ်တပြားနတ်တပြားမလေးကိုမိမိလို့မရဘူးလားရတယ်ကိုပြုလုပ်တဲ့ကုသိုလ်တွေကိုသူတို့ကအများပြုလို့မရဘူးလားရတယ်ဒါတွေကဒါဦးဇင်းတို့ပြီးခဲ့တဲ့ဘက်ကဒီပလိနဲ့ပတ်သက်ပြီးတော့ဒါဟောဖို့လို့နည်းနည်းကြံသွားတယ်တင်တော့ခနစ်ပြန်ပြီးတော့တို့ယောဂီကိုနှွေးပေးရတာပေါ့ဟုတ်လားအေးတို့ယောဂီပေါ့တို့ကောင်းနေရတယ်မိမိတို့ပတ္တကမ္မ တရား၄ပါးကိုဆောင်ရွက်ပြီးအဆုံးစွန်တော့ဘုရားနောက်ကာလမှာမတ်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုလည်နိုင်ကြတဲ့သူတော်ကောင်းပုဂ္ဂိုလ်တွေဖြစ်ကြပါသည်သတိရလို့ပြဏအောင်စု ပြုလိုက်ရနေတော့သတည်းအာမင်အာမင်